ပေါ်တီးပြောင်းမဖြစ်ခြင်းကြောင့်ရင်ဖွင့်လာခဲ့တဲ့ဆယ်လီမိုးညိုမိုးညိုကတော့ဆယ်လီဖြစ်ကနေအမှုပညာလောကပတ်စီကိုကူးပြောင်းလာခဲ့သူဖြစ်ပါတယ်ရေစရာဟာတလေးတွေနဲ့အတူပြိတက်တွေပျော်ရွှင်လာအောင်လို့သူ့အနေနဲ့ပြုလုပ်ပေးခဲ့တာပါဒါကြောင့်လဲရုပ်ရှင်ဇာတ်ကားတွေအထိနေရာတနေရာတစ်ခုကိုရရှိလာခဲ့ပါတယ်ဆယ်လီအများစုကတော့ခဏတာပေါ်လာပြီးနောက်တရှိသူတွေများသွားတက်ကြပါတယ် ဒါပေမဲ့လည်းရေရှည်မတည်တမ်းတဲ့တွင်ပေါ်ပင်ဖြစ်နေတာပြီးဆုံးသွားခဲ့ကြပါတယ်။ငွန်းညိုကတော့သူ့အနေနဲ့ပိုတိပြောင်မဖြစ်ချင်ကြောင်းဆိုလာခဲ့သူပါ။အွန်လိုင်းကနေတဆင့်စူးစမ်းလာခဲ့ရတဲ့အတွက်လည်းသူ့ကိုယ်သူနားလည်ကြောင်းဆိုလာခဲ့ပါတယ်။ဒါကြောင့်လည်းအိန္ဒိယကနေထိုင်ခဲ့သလိုအားလုံးလက်ခံလာအောင်လဲအတက်နိုင်ဆုံးစူးစမ်းခဲ့တာပါ။ဆယ်လီအများစုဟာဖြစ်လျှောက်အခန်းတွေအတွက်တာခေါ်ရိုက်ခံရတာကလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းသူ့အနေနဲ့စူးစမ်းမှုတွေကိုခြားပြခွင့်မရခဲ့တာပါ။ လက်ရှိအချိန်မှာတော့အိမ်မြောင်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာမူးညိုအနေနဲ့ပါဝင်ခွင့်ရရှိခဲ့ပါတယ်။မူးညိုကတော့ပိတ်ကားပေါ်ကသူ့ရဲ့စူးစမ်းမှုတွေကိုမိဘတွေမြင်တွေ့လာအောင် ထိခြားပြကျင်တာပါ။ဒါကြောင့်လဲသူ့ရဲ့မိဘတွေကို PPN ရှိုးဘွဲအတွက်ဖိတ်ခေါ်ခဲ့ရပါတယ်။မိဘတွေကတော့ရိုးသားတဲ့တောသူတောင်သားတွေဖြစ်တာကြောင့်ရုပ်ရှင်ယုံတွေနဲ့တားမကြခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လဲသားဖြစ်သူရဲ့ အောင်မြင်မှုကြောင့်ပီတိတွေဖြစ်ခဲ့ရတာပါမူးမြို့အနေနဲ့တစ်ဖက်မှာတော့ငါပြည့်ရီအတွက်တိုင်ပတ်နေခဲ့ပါတယ်ရန်ကုန်ရောက်ပေါက်နေတဲ့မိဘတော့ဒီကိုသူ့အနေနဲ့စားတောက်ကောင်းတွေနဲ့အတူကျွေးမွေးချင်ခဲ့တာပါဒါပေမဲ့လည်းမိဘတွေနဲ့ငါပြည့်ရီနဲ့သာထမင်းမြေနာကြောင့်လိုက်ရှာပြီးဝယ်နေရကြောင်းရှုံပေါက်သွားခဲ့ပါတယ်ဟုတ်ကဲ့ပါဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်